ဝေးကလန်းပြီးတော့ဖုမြော်ရတဲ့အခါကျတော့အုတ်ပုံကြီးလိုလိုအယုံကန်တိုက်လိုလိုနဲ့ဒီဖျားစီတွေကတော့ကျုပ်စိတ်ထဲမှာဆွဲဆောင်မှုအရင်ရှိတယ်ဖျားမှတ်တစ်ခွန်ငါခွန်ပေါ့တွန်းထဲမှာကျတော့အီယာမဖျားကြီးတဆူရှိတယ်တပ်ပယ်လိုက်တယ် လိုမျိုးရှိနေနိုင်မယ်လို့မမျှော်လင့်ဘူးပေါ့။ရာကြီးရတော့ကက်ကအမိုးမြင့်တဲ့ချက်တည်းရတော့အကုန်လုံးပြိုကျပြီးတော့မှ ပြန်ပြီးတော့မှမွမ်းမံထားတဲ့လက္ခဏာပေါ့။ဒီပြရတော့ဘုလဲ့ဒီဖရားရဲ့အနောက်ဘက်တဲ့တဲ့ကဘုရားမှတ်1956ဘုရားဖြစ်ပါတယ်။ ောင်းဆေးမတော့ပါဘူးဆေးသင်္ကန်းတော့မလူလန်းရသေးပါဘူးအဝေးကနေဖူးမြော်ကြည့်ရတဲ့အနေထားကတော့ဇေဒီလေးသုံးစုရဲ့ရှေ့မှာ အာယုကန်တိုက်ကြည့်လို့လူပါလို့တကယ်တမ်းကျတော့ပထမအဆုံးဝင်ခဲ့တဲ့ဘုရားကအတွင်းမှာအေယာမတင်လူခွေကိုတော်ကြီးရှိတယ်ဒီအစာဦးပုံစံလေးကြောင့်ပဲကျုပ်ကိုဒါရခင်မြင်တဲ့ကိုဖြတ်သွားပြအောင်ဆွဲဆောင်တာဘုရားတွေမှာထူးခြားချက်တစ်ခုကကြတော့ အလူရှင်နေအတိအတိပြုပြင်ထားတဲ့လူရှင်တွေရဲ့ကပီးမတိုင်တွေတွေ့တယ်ဒါပေမဲ့ဖျားသမိုင်းနဲ့ပတ်သက်တဲ့ခုနှစ်သက်ကလေးတွေခေတ်ကာလတွေဘယ်မင်းတီတာဖြစ်နိုင်တယ်ဘလူလက်ရမျိုးတွေနဲ့တိဆောက်ထားခဲ့တယ်ဆိုတော့အမှတ်ချက်တွေမတွေ့ရဘူးဒါလေးကတော့အားနည်းချက်တစ်ခုပေါ့တွားရင်းထဲမှာတည်လာတယ်အတိပေါ့ဒါဟိုးဘက်ကဟိုတနေ့ကတွားခဲ့တဲ့ ဘူးလေဒီဖေဟာခုနဒါဒီစေဒီတွေကတင်မလင်ခွေကိုတော်ရိုက်ခဲ့တာဒီဘက်မှာကြတော့ဖေဟာနဆုဒါကတော့လုံးဝပြုပြင်ထားတဲ့လက္ခဏာမျိုးလူတယောက်ရဲ့ဘဝမှာနှစ်ခါပြန်ပြီးတော့မှမရနိုင်တဲ့အချိန်ကာလတွေလို့ဆိုခြင်း ਨੇ ဘာကြောင့်လဲဆိုကျုပ်ဒီလိုသာတော့သင်ခန်းမရှိခဲ့ရင်ဒီလိုအခွင့်အရေးရမှာမဟုတ်ရှေ့ဘက်မှာလည်းမရခဲ့ဘူးနောက်နောက်လည်းရဖို့မရှိဘူး အဝေးကဖုံညိုတဲ့အခါဖះတီးတီးလေးလို့ထင်ရပါမယ်။ထဲကိုရောက်တဲ့အခါမှာကြတော့ဖះကအေးရမှဖះကြီးတော်တော်တွေ့တော့တော့အလွန်အမတန်အောဖို့ကောင်းပါလေ။နယံဆေးပကြီးကြီးလည်းဒီမှာတော့တွေ့ရတယ်။နယံဆေးပကြီးကြီးလည်းတော်တော်ကောင်းကောင်းတွေ့ရတယ်။ဒီလင်းရောင်မရှိတဲ့အတွက်ဘလို့မှတော်တော်ကွယ်ကွယ်မြောင်ရိုက်မပြနိုင်ပါဘူး။ continue.